အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဘယင်မရှင်စောဘူးရဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်စောဘူးဘလို့ဘယင်မဖြစ်လာတယ်ဘယင်မမဖြစ်ခင်မှာဘလို့အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်ဆိုတာကိုနောက်ပြပြဆုံးဆုံးတင်ဆက်ပေးသွားမှာမို့ဒီမျိုးလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်မြင်တာရက်ခံပါခင်ဗျာကဲအဲ့ဒါဆိုရင်ကျွန်တော်ဖီရိုလေးကိုတွားလိုက်ကြရအောင်ရှင်စောဘူးကိုတက်ကြက် 955ခု မောင်းလာစာစနေရပုတုံးနေ့တွင်ရဇသီရမင်းနဲ့ဝိပယသရဒုဒ္ဒမာယာတို့မှဖောင်းမြင်သော သမီးလေးဖြစ်ပါတယ်ရဇသီရမင်းမှာသားတော်ဘောလောကျန်ထောပညာဓမ္မရာဇာပညာယံပညာကျန်အမီးရောရှင်စောဘုရေရှိပါတယ်ရှင်စောဘုကိုမွန်လိုအခင်စံဖို့မြမလို အခင်ကြော်ဖို့ဦးလဲခေါ်ကြပါတယ်ရှင်စောဘုရဲ့အိဗံမှာမြင်းဖြူမှာ တယ်ရှင်သောဘုဘွားတော့မဟာဒေဝီကပဲစောင့်ရှောက်တဲ့အတွက်ကြောင့်အရွယ်နဲ့မလိုက်အောင်ပဲယဉ်ကျေးတဲ့မွေပရာယီမာလဲပါရတရားကိုလည်းကန့်ချိုင်းတော်သူဖြစ်ပါတယ်ရာသရီတဲ့မင်းမအားကိုးရတဲ့သူရဲ့ကောင်း၎င်းအိမ်တယောက်ရှိပါတယ်သူအချင်းကပသိန်စစ်တိုက်ရန်ပြန်ဆင်နေခြင်းလည်းဖြစ်ပါတယ်၎င်းအိမ်ဒီပသိန်စစ်ကိုဆက်တင်တိုက်ခိုက်ရမင်းကြီးရဲ့အစီအစဉ်တိုင်းတသွေမသိန်း လက်ခဲ့တဲ့အတွက်ကြောင့်ပသိမ်စစ်တပ်များထွက်ပြေးသိမ်းရှောင်ပြီးစစ်ရှုံးသွားပါတော့တယ်။ရှင်စောဘူမှာအားကိုးရတဲ့တမန်စီသူဆိုတဲ့အကိုဝန်းခွက်တယောက်ရှိပါတယ်။တမန်စီသူကရာဇာတိရဲ့သူတော်မောတမဇာလေးဖြစ်ပါတယ်။ရှင်စောဘူဆိုးရမြကိုလည်းစိတ်ရှိတီးခံပေးတဲ့သူလည်းဖြစ်ပါတယ်။ရှင်စောဘူလည်းရွယ်ရောက်လာပြီးဘွားတော်မဟာသည်လည်းအသက်တော်ကြီးရင်ဖြစ်သောကြောင့်ကံတော်ကုန်ရရှာပါတော့တယ် အချိန်တွေကလည်းတပြည့်ပြည့်ကုန်ဆုံးသွားပြီးဇာတာတိရမြန်ကြီးသည်တက္ကရက်895ခုနှစ်ကုန်ကံတွင်တမီးတော်ရှင်သောဘုနဲ့သူတော်ဩတမစာတမိန်စီသူတို့ကိုအထက်ထင်းများစေခဲ့ပါတယ်အဲ့ဒီအချိန်မှာရှင်သောဘုရဲ့အသက်က20ဖြစ်ပြီးတော့တမိန်စီသူရဲ့အသက်ကတော့22နှစ်ပဲဖြစ်ပါတယ်မကြာမင်မှာပဲသမီးလေးနဲကရာတော်ပေါင်းမြင်ပါတယ်အဲ့ဒါပြီးတဲ့နောက်မှာဒုတိယသမီးလေးဖြစ်တဲ့နဲတကာတန်လည်း ဝမ်းမြန်ပါတယ်ရှင်စောပုရောလမယားနှစ်ယောက်ကတယောက်ကြလေးကို လိုချင်တဲ့ဆန္ဒရှိပါတယ်ရှင်သာမဏေပြစ်သနာပေါင်ကိုတွသွင်းဆောင်ရွက်လိုသောဆန္ဒလည်းရှိပါတယ်မကြမင်းမှာပဲသူရဲ့ဆန္ဒအတိုင်းပဲသာတော်လေးပညာပရှုဝမ်းမြန်ပါတော့တယ်စင်မကုန်းစွာဖြင့်ရှင်စောဘုရဲ့အင်တော်အသက်၅နှစ်မှာပဲတမိန်စီသူကွယ်လွန်ခဲ့ပါတော့တယ်ရှင်စောဘုသည်အလွန်ပင်ကြည်ကွယ်ဝမ်းနည်းခဲ့ရပါတယ် အဲ့ဒီနောက်မှာနှုတ်ဝနဲ့ဟန်တာဝရီတိုက်တဲ့ decision တိုက်ပွဲတဲ့အင်းဝမင်းလက်ကျစွာအချမ်းကြောင့်လကွန်ရင်ဒီပြင်းစွာသောဒဏ်ရာရရှိပြီးခွဲလွန်နှိမ့်စာရောက်ခဲ့ရပါတော့တယ်။ရာသီတဲ့မန်ဒီစင်သွောဖန်းရာပေါင်ကိုလွန်ချက်ထိတဲ့ပြင်ဒဏ်ရာပြင်းထန်သာရသွားပါတယ်။အဲ့ဒီဒဏ်ရာကသက်သာလာခြင်းမရှိတော့ပဲအဲ့ဒီဒဏ်ရာကြောင့်ပဲရာသီတဲ့မန်ဝယ်လွန်ခဲ့ပါတော့တယ်။ဘယင်ရသတိတဲ့ကချင်းနှန်းကို သားကြီးပညာကျန်အပြည့်စေလိုပါတယ်။ သို့တော့ခမဲတော်ကြီးနဲ့ရဆမီးရနောက်မှာဘညာဓမ္မရာဇာကနန်းတက်ခဲ့ပါတယ်။မြောက်မှာလည်းဆင်ဖြူရှင်တိနဲ့သူနန်းတက်ခဲ့ပါတယ်။ဘညာချန်းကနောင်တော်ဟန်သာရီဘယံဘညာဓမ္မရာဇာကိုပုံကံပါတော့တယ်။ဘညာချန်းဒီတလောက်ကိုလုတ်ကြံရဲ့မြောက်ဆင်ဖြူရှင်တအကူနီတောင်းပါတော့တယ်။ဆင်ဖြူရှင်ဒီတောင်းလို့ကြောက်ကိုလက်ခံပြီး ညာချမ်းတဲ့အတူတလောက်ကိုလုတ်ကြံပါတော့တယ်တို့အခါစင်ဖြူရှင်တက်များသည့်တလောက်ကိုလုတ်ကြံပြီးရွှေငွေရနာများကိုလက်ရှိတယ်လူတွေကိုလည်းခေါ်ဆောင်သွားပါတော့တယ်ညာချမ်းသည့်ပစ္စည်းယူတာကိုလက်ခံပေးမဲ့လူတွေကိုခေါ်ဆောင်သွားတာကိုတော့လက်မခံနိုင်တဲ့ဖြစ်ချင်းများကြပါတော့တယ်ညာချမ်းကတစ်ဖက်လက်ဖြင့်နောင်းတော်ဟန်တာရီပြန်ပညာဓမ္မရာဇာတံစစ်ကိုတောင်းကပြန်လေတိုက်ခိုက်ပါတော့တယ်။ဒီအခါမှာတော့ ပညာဓမ္မရာဇာကူညီလိုက်တဲ့အတွက်ကြောင့်သူ့ကိုပုံကန်တဲ့သူကိုကူညီရမလားဆိုပြီးပညာရန်ကစစ်တီတချို့ကိုခေါ်ကတကုံကိုပြောင်းရွှေ့နေတန်းခဲ့ပါတော့တယ်။ပညာကျန်လဲမြဝဆင်မြူရှင်ကိုပြန်လဲတိုက်ခိုက်ပြီးသူလုထားတဲ့အပြစ် ြောင့်ညမဆိုင်ရဲ့ပဲမုံတမတို့ထွက်ပြေးသွားပါတော့တယ်။အဲ့လိုဖြစ်ညီကို၃ယောက်စေကွမ်းကွဲနေပါတော့တယ်။ဒီလိုစေကွမ်းကွဲနေသူကိုညဝစီရီရှင်ကအခွင့်ကောင်းယူပြီးဟန်တာရီကိုချစ်တဲ့တိုက်ခိုက်ပါတော့တယ်။ဟန်တာရီတို့မရောက်ခင်တန်တလျှောက်ရှိဘတ်သိန်းဒလာတို့ကိုတိမ့်ပိုက် ကြီးရဲ့နောက်မှာတော့တကုံကိုသိမ့်ပတ်တက်ခိုက်ရန်ပြင်ဆင်ပါတော့တယ်တကုံကိုတက်ခိုက်ရလွယ်ဘူးချင်းမရှိပါကံလာတော့ကြာတော့အခါဣခာမြန်ငမော့ကြပါတော့တယ်ပညာရန်သည်နောင်တော်ဓမ္မရာဇာတအကူဏီတောင်းရရတော့လေသူရဲ့ကောင်းစစ်တီများကိုတည်ခြင်းပျက်စီးမှာမလိုလားတဲ့အတွက်ကြောင့်ငှဝစစ်ဖြူရှင်တည်ရသူနဲ့ရွှေလန်းဝင်လန်းဖောက်ရန်ကြံစီပါတော့တယ်ပညာရန်မှာအမိရဏမရှိတဲ့ဖြင့်ရှင်သောဘုဟုသာဝိယမြီဖြစ်ပါတယ် အဲအကြောင်းရှင်သောမှုကိုတကုံတို့ခေါ်၍နားချပါတော့တယ်ရှင်သောမှုကကလေးမင်းဖြစ်တာကြောင့်လမကရန်ညင်းဆိုပါတော့တယ်။ဗညာရန်ကအမျိုးမျိုးနားချပါတော့တယ်။နောက်ဆုံးဗညာရန်သည် ရှင်သောဘုဒ္ဓနာတမန်တိရာကြောင့်သူ၏အညာဖြစ်တဲ့ဂိယူနာထာရန်ပြောကြပါတော့တယ်။ရှင်သောဘုဒ္ဓဤသူရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုငဲ့ညာတဲ့အနေနဲ့ လက်ခံလိုက်ရပါတော့တယ်။ချင်းစောပုံမှာသူသားနဲ့သမီးတွေကိုခွဲကရမှာလဲကြောက်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုလည်းပျက်စီးမှာကြောက်ဖြစ်နေပါတယ်။သို့တော်လည်းဒဂုံမျိုးစားပညာရန်ဒီမင်္ဂလာဆောင်ခန်းနာကိုကျင်းပရန် စီစဉ်ပါတော့တဲ့ simulation တည်ရသူကလည်းရှင်းသောဘုကိုအလွန်ပဲနှစ်သက်ပါတယ်ရှင်းသောဘုဒီ simulation နဲ့အတူနေရတော့လဲသူစိတ်ကရှင်သွင်းငယ်တွေစီပဲရောက်နေပါတော့တယ်ငင်းဝနန်းတော်မှာလည်းရှင်ဖို့မယ်ဆိုတဲ့မိဖုရားကောင်းကြီးရှိပါတယ်ရှင်ဖို့မကရှင်းသောဘုရောက်လာသည်ကိုတဘောမကြမနှစ်သက်ပါရှင်ဖို့မယ်သည်အလွန်ခက်ထန်မောက်မာသောသူဖြစ်ပါတယ် simulation တွေကသူ့ကို မချစ်တော့တဲ့ပုံစံပြနေတဲ့အတွက်ကြောင့်ဆင်ဖြူရှင်ကိုနမ်းချရန်ရှင်ဖို့မဲ့ပြင်ဆင်မာတော့တဲ့ရှင်ဖို့မဲ့သည်ပုံပေါင်းလေတံဘွားကိုဆင်ဖြူရှင်စင်ပန်းထွက်တဲ့အချိန်တွင်လောက်ကြိုင် ခိုင်းပါတော့တဲ့အစီအစဉ်အောင်မြင်ပါကဘယင်းဖြစ်တင်မြောက်မြည်လို့လဲပြောလိုက်ပါတယ်ပုံပေါင်းလေတံဘွားကဆင်ဖြူရှင်ကိုသူ့ရဲ့တက်များဖြင့်တက်ခက်ခဲ့ရအောင်မြင်တော်လဲဆင်ဖြူရှင်ကြဆုံးသည့်ကိုကြကြကြမ်းပါပဲအင်းဝါတက်များက လုံးရင်းနဲ့ဝန်တိုက်တဲ့အတွက်ကြောင့်လေတံဘွားထွက်ပြေးရပါတော့တယ်။ပြောင်းမှာဒီနန်စိုးစံမဲ့သူမရှိဖြစ်နေတဲ့ပြောင်းမှာဒီနန်စိုးစံမဲ့သူမရှိဖြစ်နေပါတော့တယ်။ဒီ channel ကိုအခွင့်ကောင်းယူပြီးတဆောင်းရှင်ဆောမင်လာကသူ့ရဲ့သားကိုနှစ်သားအရွယ်မင်းလာငယ်ကိုပြန်အဖြစ်တင်မြှောက်လိုက်ပါတော့တယ်။ပြီးတဲ့နောက်မှာရှင်ဘုံမန်နဲ့ရှင်စောဘုကိုမိဖုရားအဖြစ်ဆက်လက်တင်မြှောက်ခဲ့ပါတော့တယ်။ရှင်စောဘုသည် အလွန်ပင်ရှက်နေပါသည် ရှင်ဝုမေကလည်းသူသားအရွယ်နဲ့ခမွန်တော်ရတော့အလွန်ပင်သောတာမြက်ထွန်းချောင်းထွက်ကဖြစ်နေပါတော့တယ်လမ်းသက်ပြီးမကြာမီ၃လမြောက်တွင်ရှင်ဘုမေ၏အကြံဖြင့်ကိုနှစ်သားပညာစိတ်မိပြီးကွယ်လွန်သွားပါတော့တယ်ထို့သောကွယ်လွန်ပြီးတဲ့နောက်မှာရှင်ဘုမေကကလေးကျောင်းမျိုးကိုယုံဝါကိုတသိမ်းပြီးပညာလောက်ခိုင်းပါတော့တယ်ထို့သောတင်းပြီးပညာဖြစ်လာတဲ့အခါမှာတော့နန်းသူရဲ့ထုံးစံအသာရှင်ဘုမေကမိဖုရားကောင်းကြီး ရှင်ဆုံးမှုကလည်းမြပြဖြစ်ဆက်လက်တင်မြှောက်လိုက်ပါတယ်။နန်းသဗီ3လအတွင်းမွန်ညင်တို့ကငင်းဝါကို အလုံးရင်နဲ့ချီတက်လာပါတော့တယ်။ကလေးကြီးတောင်ညိုသည်ယူဇာများကိုလက်ဆောင်ပန်းနာများပေး၍တိုက်ခိုက်စေခိုင်းပါတယ်။ပကန်းသမားကိုလည်းသူ့ဘက်မှခုခံတိုက်ခိုက်စေရန်လက်ဆောင်ပန်းနာများပေးရန်စီစဉ်ရာရွှေတိုက်တော်ဝင်ကလက်ဆောင်ပန်းနာများဘာမှမရှိတဲ့ရှိတော့ကြောင်း၆တင်မာတော့တယ်။ထိုကံမှာတော့ကလေးကြီးတောင်ညိုကရှင်ဆုံးမှုကိုလက်ဆောင်အဖြစ် ေး၍ခုခံတိုက်ခိုက်စေပါတော့တယ်။ကလေးကျတောင်ညိုသည်သူစစ်ကူတောင်းထားတဲ့သူများကိုမွန်းရင်တို့ကစီယုံလိုက်တော့အတွက်ကြောင့်အကုန်ထောက်ခံသွားကြပါတယ်။အဲဒါကြောင့်ကလေးကျတောင်ညိုနဲ့ရှင်ဘုံမယ်တို့ရခိုင်ကိုသွားရန်မြစ်စံပါတော့တယ်။ရခိုင်တို့သွားရလမ်းမှာပဲကလေးကျတောင်ညိုသည်နာမကျန်းဖြစ်က ကံတော်ကို ရှာပါတော့တယ်။ငုံညင်မင်းတရားသည်ယုံဝကိုတိမ့်ပိုက်ပြီးပခန်းမျိုးကိုဆက်လက်တိမ့်ပိုက်လိုက်ပါတော့တယ်။ပခန်းမျိုးကိုခနဲ့အကြတက်ခတ်ပြီးအောင်မြင်သွားပါတော့တယ်။ပခန်းတစ်ပြားကိုအရှင်ဖမ်းမိပြီးမသက်ဖက်ပခန်းမျိုးရွှေစည်းကုန်ပေးတွင်အင်းဆောက်ကနေရာချထားစေခဲ့ပါတယ်။ရှင်ဆောင်မှုကိုလည်းယုံဝကိုပြန်လည်ခေါ်ဆောင်လာပြီးမိဖုရားအဖြစ်ဆက်လက်တင်မြှောက်ခဲ့ပါတော့တယ်။ကလေးကြီးတောင်ကိုကံတော်ကုန်ပြီးတဲ့နောက်မှာတော့ရှင်ပုံမယ်လဲ မိုင်းရွှေဇက်တော့မှာပဲနေတိုင်းနေပါတော့တယ်ဘုကမမွန်ညင်မင်းတရားကရှင်ဖို့မယ်ကိုအင်းဝါသူခေါ်စီပြီးအင်းဆောက်ပေးကသရှိပါတယ်ဒီနေ့တော့အခါရှင်စောမှုသည်အင်းဝါမှာဖပြေးရန်ကြံစီပါတော့တယ်သူကြံစီတဲ့အချိန်မှာပဲကကောင်းစွာဖြင့်အန္တရိတာမင်းနှစ်ပါးအင်းဝါသူရောက်ရှိနေပါတယ်ကုတာမင်းနှစ်ပါးရဲ့အပွဲအမည်မှာတော့ရှင်ဓမ္မဒရနဲ့ရှင်ဓမ္မညန္နာတို့ပဲဖြစ်ပါတယ်အဲ့ဒါနဲ့အန္တရိတာမင်းနှစ်ပါးကို ရှင်စောမှုက ညာခံပေးခဲ့ပါတယ်။တောင်နေနှပါရဲ့အကူအညီကြောင့်ပဲရယာရီမြစ်အတိုင်းဟန်တာရီတို့အပြန်လော်ခတ်သွားရာဆယ်ရမြောက်တဲ့နေ့မှာပဲဟန်တာရီတို့ရောက်ရှိပါတော့တယ်။အဲ့ဒီအချိန်မှာဟန်တာရီမှာပညာကြံဝင်တော်မြည်တဲ့နောက်မှာပညာရန်ကမင်းပြူနေပါတယ်။ပညာရန်ကိုသူ့အင်းဝမှာမပျော်၍ထွက်ပြေးလာတဲ့အကြောင်းတော်ဝင်လာပေးဖို့စီခဲ့ပါတယ်ဒီတဲ့င်းကိုကြားတင်နဲ့ပညာရန်ကရှင်စောပုရဲ့သမီးလေးများဖြစ်တဲ့နဲတကာထော်နဲ့နဲတကာတဲ့ သားတော်လေးပညာပရှိသူကိုခေါ်ပြီးရှင်သောဘုဒ္ဓံသွားပါတော်တယ်။သမီးတော်လေးနှစ်ပါးကရှင်သောဘုကိုမှတ်မိတော်လဲသားတော်လေးကမှမူရှင်သောဘုကိုမတိပဲရံပိုက်ရွယ်က ထွက်သွားတာကြောင့်ရှင်ဝံပိုက်ရွယ်ကလေးကပဲထွက်သွားတာကြောင့်ဖြစ်ပါတယ်။ဟန်တာဝရီတို့ရောက်အောင်ဂੁੰညီပေးခဲ့သောရန်နပါကိုလည်းចောင်းတចောင်းစီဆောက်လုပ်လူတန်းပေးခဲ့ပါတယ်။ရှင်ဆောင်မှုဟန်တာဝရီတို့ရောက်ပြီး၁၄နှစ်ကြာသွန်ပညာရန်နာမကျန်းဖြစ်ပြီးကံတော်ကုံလေပါတော့လေ။ပညာရန်ကွယ်လွန်ပြီးရှင်ဆောင်မှုရဲ့သားတော်ပညာဘရှုကဌိနန်းကိုဆက်ခံပါတော့လေ။၄နှစ်သာအုပ်ချုပ်လိုက်ရပြီးပညာကျမ်းရန်ကျွံရွှေလောက်ကြံတဲ့အတွက်ကြောင့် ွယ်လွန်နှိမ့်စာရောက်ရပါတော့တယ်။ဗညာပရှုကွယ်လွန်ပြီးအညာကျန်နန်းတက်ခဲ့ပါတော့တယ်။သူလက်ရှိနေ့အတိုင်းမှာပဲ၃နှစ်လောက်အုပ်ချုပ်လိုက်ရပြီးကွယ်လွန်နှိမ့်စာရောက်ခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ရွေးချယ်သေးရလို့မရှိတာကြောင့်မွန်ဘရင်ဗညာရန်နဲ့အင်းဝပင်ရဲ့သူမတော်တင်းကြီးသမီးတို့က ဘွားမြင်တဲ့လိမ့်မတော်နန်းတက်ခဲ့ပါတယ်။မကြမီ ခုနှစ်လမြောက်မှာပဲကံတော်ကုန်ခဲ့ရရှာပြန်ပါတော့တယ်။မူကြီးမညာဒေနာပရိတို့ကတေချာလေးစဉ်စားဆုံးဖြတ်ပြီးမှကြားတော့မယ်ဟုညွန့်ကျင်တရားတွေနဲ့အညီရွေးချယ်ခဲ့ကြပါတယ်။နောက်ဆုံးတော့ဘီယာဇာတိတဲ့ မီးတော်ရှင်သောဘုကိုပဲနန်းတယ်ရန်ပြင်ဆင်มาတော့တယ်ရှင်သောဘုနန်းတပ်ပြီဟန်သာဝရီနဲ့တကွသူစိုးစံတဲ့ပြည်များသည်စီပင်ဝါမျိုးလာပါတော့တယ်သူတမီးတော်နှစ်ယောက်ကိုလည်းအိမ်အောင်ချပေးရန်ပြင်ဆင်มาတော့တယ်တမီးငယ်ကိုရှင်ဓမ္မတရရမ်းမှထွက်လာတဲ့ဓမ္မတရနဲ့အတင်းပြပေးခဲ့ပါတယ်တမီးကြီးကိုတော့ ်ရှင်တမညာနာလူထွက်ဓမ္မညာနာနဲ့တင်ပြပေးခဲ့ပါတယ်။ဘယင်းမရှင်သောဘုကဓမ္မတရာကိုတော့လောကီလောကုတ္တရာနှစ်ဖြာကိုကျွမ်းကျင်သောကြောင့် ူဤဘေးမှာအကြံပေးအဖြစ်ထားရှိခဲ့ပါတယ်။မကြမီမှာပဲဓမ္မညာနာသမီးကြီးရဲ့ခမောင်းလှုပ်ကြံခံရပြီးတည်ဆုံးခဲ့ပါတယ်။ဓမ္မတရကတော့ဘေးမှာရှင်သောဘုကအင်းရှိမဲနေရာအဖြစ်ခြားထားစေခဲ့ပါတယ်။အချိန်တွင်တရွေ့၍ကုံဆုံးလာတဲ့အတွက်ကြောင့်ရှင်သောဘုလည်းအသက်အရွယ်ကြီးရင်လာပြီးဖြစ်ပါတယ်။ဒါကြောင့်မဲ့ဓမ္မတရကိုနန်းတော်အမွေဆက်ခံရန် ညီလာခံတွေပြောကြပါတော့တယ်ညီလာခံမှာကန့်ကွက်သူ မရှိတဲ့အတွက်ကြောင့်ဓမ္မတရကိုဓမ္မစေတီဘွဲ့အမည်ဖြင့်မင်းပြုစေခဲ့ပါတယ်ဓမ္မစေတီမင်းမင်းပြုပြီးတဲ့နောက်မှာတော့ရှင်သောဘုကတခုံကိုပြောင်းရွှေ့နေတန်းခဲ့ပါတယ်ရှင်သောဘုကို မခွန်းနိုင်ကြွေလိုက်ပါလာတဲ့အန်တာရီပြည်သူတွေရဲ့လေးပုံသုံးပုံခတ်ရှိပါတယ်ယခုရန်ကုန်မြို့ကြီးမြန်တိုင်းမြင်းနီကုန်းရက်ွက်သည့်ရှင်သောဘုကုံကိုရဲ့ ပြရှားပါတယ်။မြန်မာရှင်စောဘူသည်ဤအကြောင်းကံစေရဲ့အများပြောက်ကိုလည်းပြပြမုံမှန်တိဆောက်လူတန်းခဲ့ပါတယ်။သက်တော်58နှစ်အလွန်တက္ကရီ633ခုတဘိုးတဲ့လာစုပ်73ရက်ပေါ်တုံးနေ့တွင်မြန်မာရှင်စောဘူကွယ်လွန်နေဆာရောက်ခဲ့ပါတော့တယ်။ရှင်စောဘူကွယ်လွန်ပြီးတဲ့နောက်မှာတော့ဓမ္မစိန်ဒီမင်းသည်ရာဇာသီမတိဘွဲဖြင့်အန္တဝရီတပီလုံးကိုအုပ်ချုပ်ခဲ့ပါတယ်။တဏှာပြုမင်းတစ်ပါးလည်းဖြစ်လာခဲ့ပါတယ်။ ဒီလင်္ကပင်ရဲ့တောင်းဆိုချက်ကြောင့်ရွှေကုံရွှေကုံတမိုင်းကိုပါဠိပါရာဖြင့်ပြုစုပြီးဆက်သခဲ့ပါတယ်သူတို့ဆက်သလိုက်တဲ့အတွက်ကြောင့်ဒီလင်္ကပင်သည်ဂျင်းနအားရသွားပြီးစံတော်စစ်ဒက်စာနှင့်အဆုံနဲ့မြတ်ဗုဒ္ဓဤဆွေတော်ဘွားနှစ်စုကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်သူစံတော်နဲ့ဆွေတော်နှစ်စုတို့ကိုသာပနာကမော်ရောင်းငယ်စေတီကိုတည်ထားကိုးကွယ်ခဲ့ပါတယ်ဓမ္မစီရီမင်းသည်လည်းဒါနာထွန်းကားရေးအတွက် များစွာသောဆောင်းသမဇတိမင်းဒီလေတရဏထွန်ကားရဲ့အတွက်များစွာဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။သက်ကလေး654ခုနှစ်သက်သွားသားတော်ပညာရန်လုတ်ကြံသဖြင့်ဓမ္မစရိမင်းနဲ့ရွာစံကံတော်ကုံကဲရရှာပါတော့တယ်။ကဲကျွန်တော်ရဲ့လက်ဆက်မှုကတော့ဒီမှာတည်ဆုံးသွားပါပြီ။ဒီအကြောင်းအရာကိုအသေးစိတ် ဖတ်ရှုခြင်းနဲ့ဆိုရင်တော့စိတ်ပညာရင်ရေးသားထားတဲ့ရှင်စောဘုဆိုတဲ့စာအုပ်မှာတော့ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်တာပေးဖို့ကျွန်တော်မြင့်တရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်